လေးမြမြမပေးသည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့စင်ပြများရှင်ဘေးနောင်မီတာကြီးစတင်တိဆောက်ခဲ့တဲ့ကံဘောဇာတာဒီနန်းတော်မြို့ရုံးနဲ့ကျုံးများအကြောင်းကိုရိုက်ကူးတင်ဆက်ပေးတော့မှာလည်းဖြစ်ပါတယ်တချိန်ကအရှိတောင်အရှရဲ့အကြီးမားဆုံးအင်ပါယာကိုထူထောင်ခဲ့တဲ့မင်းဖြစ်တာနဲ့အညီဘေးနောင်မင်းရကြီးရဲ့ဟန်တာဝတီနေပြည်တော်အားလည်းကြီးကြေခံထားခဲ့ပါတယ် ဂျာဝင်မတမ်းများအရကမ္ဘောဇာတာဒီနန်းတော်မြို့ရုံးနယ်ကျိုးများပါဝင်တဲ့ဟန်တာဝီမြို့တော်ကြီးကိုတောင်မြောက်928တာအရှိပတ်490တာကျဲဝန်းပြီးပတ်လည်တာပေါင်း2000ရှိတဲ့4000ကန်စတုကန်ပုံဖြစ်တယ်လို့သိရပါတယ်မြို့ရုံးထုသည်9000အမြင့်15000ရှိပြီးကျုံးတီတာ20ကျဲဝန်း၍အနက်15000ရှိပြီးမြို့ရုံးနယ်ကျုံးနှစ်ဖူးသည်9000အကွာဝေးရှိတယ်လို့ဆိုပါတယ် မြို့ရိုး၏မျက်နှာတစ်ဖက်စီတွင်မြို့ဝင်ပေါက်တကားပြအုံး၅ခုစီအားပြတ်သက်ဆောင်များနေတကားတိဆောက်ခဲ့ရာစုစုပေါင်းမြို့ရိုးတကား20ပါဝင်တယ်လို့သိရပါတယ်။၎င်းတကားများမှာမြို့ရိုး၏အရှိတ်အတွင်ပြည်တကားအင်းဝါတကားတောင်ငူတကားလေးစင်းတကားဒလတကားမြို့ရိုးတောင်ဘက်မျက်နှာတွင်ဇင်းမယ်တကားအုံးပေါင်တကားမုံညင်းတကားမိုးကောင်းတကားနှင့်ထဝဲတကားမြို့ရိုးအနောက်မျက်နှာတွင်ကလေးတကားမြို့တကားနှင့် ညောင်ရွှေတကားတာယာရီတကားနဲ့တိန်နီတကားမြို့ရွေးရဲ့မြောက်ဖက်တွင်တနင်္လာရီတကားရိုးတရတကားမုတ်တမတကားပခန့်တရာနဲ့ပတ်သိမ်တကားတွေလို့သိရပါတယ်ဘီနော်မင်းသားကြီးတက်တော်66နှစ်အရွယ်ခရစ်နှစ်1582ခုနှစ်တွင်နေရဆန်းပြီးနောက်တာတော်နန္ဒဘီရင်လက်ထက်ခရစ်နှစ်1596ခုနှစ်တွင်ဟန်တာဝရီနေပြီးတော့ပြတ်သုံးသွားခဲ့တယ်လို့သိရှိရပါတယ် ယခုချိန်မှာတော့ဘကုတိုင်းဒေသကြီးအစိုးရမှဟန်တာဝတီမြို့ဟောင်းမြို့ရိုးနယ်ကျုံးများပြန်လည်ဖော်ထုတ်ခြင်းလုပ်ငန်းများကို2018-19ဘဏ္ဍာရေးနှစ်မှာစတင်ဆောင်ရွက်ခဲ့တယ်လို့သိရှိရပါတယ်ဒီဒီဟန်တာဝတီမြို့ဟောင်းမြို့ရိုးနယ်ကျုံးနယ်ကို2018-19ဘဏ္ဍာရေးနှစ်ကနေစတင်ပြီးတော့မှဘကုတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ငွေလုံးငွေရံပုံငွေနဲ့တူဖော်မှုတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်ယခုဘဏ္ဍာရေးနှစ်2024-25ဘဏ္ဍာရေးနှစ်မှာတော့ဒီအရှေ့ဘက်မြို့ရိုးတန်ကုန်တကားနေရာမှာတူဖော်မှုလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့တဲ့အရင်းနောက်မင်းလျာကြီးရဲ့ဟန်တာဝီနေပြည်တော်ကိုယနေ့ခေတ်မှာတော့ဗကုမျိုးရှိယူယူဟောင်းများကျုံးများနဲ့ကမ္ဘောဒါတာရီရွှေနန်းတော်ပြတိုင်မှာတမိုင်းဝင်ပစ္စည်းများကိုပြသထားပြီးလေးမိမြန်မာပြည်သူများအနေနဲ့ဗကုမျိုးကိုရောက်ခဲ့ရင်တွားရောက်လည်လာနိုင်မှာကြောင်းရိုက်ကူးတင်ဆက်ပေးလိုက်ပါရခင်ဗျာ